ီကနေ့မှာတော့မြန်မာနှောင်းသတင်းဌာနမှဖော်ပြထားတဲ့တော်လန်ရေးရဲ့စိတ်ဝိညာဉ်ကိုခြာနှင်းလိုက်တဲ့လာရှိုးအញ្ញံခံပွဲဆိုတဲ့သတင်းဆောင်မကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။လက်နက်ကိုင်အဖွဲ့တွေစွမ်းဆောင်နိုင်ကြခြင်းမှာပြည်သူတို့ရဲ့အင်အားယုံကြည်ထောက်ခံမှု အနစ်နာခံမှုရန်ပုံငွေတွေကြောင့်ဖြစ်ပါတယ်။ရန်သူကိုအញ្ញံခံလိုက်ရင် ပြည်သူယုံကြည်မှုမရနိုင်တော့ပါဘူး။စစ်တပွဲရှုံးနိမ့်ခဲ့ရင်ပါဝင်တက်ခိုက်ခဲ့တဲ့စစ်တီအရေးအတွက် ပို့ပြီးတည်ဆုံးစရာမရှိပါဘူး။ဒါပေမဲ့နိုင်ငံရေးရှုံးနေရင်တစ်ဖွဲ့လုံးတည်ဆုံးခြင်းပါပဲ။ဆိုရှယ်မီဒီယာပေါ်ဖြတ်ခနဲတွေ့လိုက်ရတဲ့အထက်ပါမှတ်ချက်စကားကအရှိမျောက်တိုင်းစစ်ဌာနချုပ်အလံထောင်ပြီးလာရှုမြို့တဲ့တန်းစီဝင်လာတဲ့အာနာသိန်းစစ်တပ်ရဲ့စစ်ရင်တန်းကိုကြည့်ရင်ပြည်သူတဦးရဲ့ရင်တွင်းခံစားချက်ကပေါ်ထွက်လာတဲ့လေးနက်တဲ့ခံစားချက်ဖြစ်ပြီးသွေးထွက်အောင်မှန်ကန်တဲ့စကားပါပဲမြမပြည်ရင်းစစ်သမိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကစစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့စစ်ပွဲတွေကိုတော်လှန်ရေးလို့အမွန်းတင်တစိုက်ကပြောဆိုကြလေရှိပါတယ်။သူတို့ကိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေလို့ခေါ်ဝေါ်မှစိုက်နှစ်တက်ကြသူတွေလည်းဖြစ်ပါတယ်။သူတို့ရဲ့တော်လှန်ရေးကတရားမျှတမှုတိုင်းရင်းသားဒန်းတူညီမျှမှုနဲ့ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်ရေးအတွက်ဖြစ်ပါတယ်။အဲဒါကြောင့်တော်လှန်ရေးဆင်နွှဲနေတယ်လို့လည်းတရားထူထောင်ထားကြပါတယ်။၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးမပေါ်ပေါက်မီအထိအဲ့ဒီတိုင်းရင်သားလက်နက်ကန်အဖွဲ့ခေါင်းဆောင်တွေရဲ့ပြောဆိုချက်တွေကိုသူတို့ကြီးစိုးရဒေတာကဒေတာကန်တွေအပါဝင်ပြည်သူလူထုအများစုကစစ်မှန်တဲ့စကားတွေဖြစ်တယ်လို့ယုံကြည်သူနည်းပါပါတယ်။အကြောင်းကအဲ့ဒီအဖွဲ့တွေကတမိုင်းတလျှောက်စစ်တပ်နဲ့တိုက်ပွဲဖြစ်လိုက်စစ်ဆက်ညှိနှိုင်းလိုက်အပြစ်ခတ်ရက်စဲလိုက်တိုက်ပွဲတွေပြန်ဖြစ်လိုက်လှုပ်လာကြတာလည်းဖြစ်ပါတယ်။စစ်တပ်နဲ့အဲ့ဒီအဖွဲ့တွေကြားလက်နက်ကန်ပြိပခတန်တရား ဆယ်စုနှစ်များစွာအတွင်းစစ်ဘေးဒဏ်ခါသီးစွာခံခဲ့ရတဲ့ပြည်သူတွေအတွက်အဲ့ဒီဖြစ်စဉ်တွေကအထူးဆန်းမဟုတ်တော့သလိုပြည်သူကိုကောင်းကျိုးမပေးတဲ့ဘယ်ဘက်ကမှအယုံကြည်မရှိကြပါဘူး။ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာလက်နက်အားကိုနဲ့ထပ်မံဆက်အနာသိမ့်ပြီးတိုင်းပြည်ကိုဆင်းရဲဒုက္ခတွင်နေဆွဲချခဲ့တဲ့စစ်တပ်ရဲ့လုပ်ရက်ကိုပြည်သူတရက်လုံးကတီးခန့်နိုင်စွမ်းကုံဆုံးသွားပါပြီ။ဆက်အနာရှင်စနစ်ခြုံငင်းရေး ရှားရလက်နက်ဆွဲကင်တော်လှန်ခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာနိုင်ငံတမိုင်းမှာ အထူးခြားဆုံးပြည်သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ပြည်သူတော်လှန်ရေးပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။နိုင်ငံအနှံ့ကပြည်သူတွေရှားရလက်နက်ဆွဲကင်ပြီးဆရာနာရှင်စနစ်တော်လှန်နေခြင်းကို တွေ့မြင်လာရတဲ့အခါပြည်သူနဲ့အတူရက်တီမန်ဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်ခြေမုံးမယ်လို့ကြွေးကြော်ပြီးလက်နက်ကင် တော်လှန်ရေးရည်စည်းကြောင်းအတွင် စီမျောလိုက်ကြတာက တိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။အဲ့ဒါကသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုသာဖြစ်ပြီးပြည်သူတော်လှန်ရေးကိုကူညီရရောက်တာကြောင့်ပြည်သူတွေကလည်းကြိုဆိုခဲ့ကြပါတယ်။အဲ့ဒီချိန်လက်နက်အင်အားပြည်စုံစွာတပ်ဆင်ထားပြီးစနစ်တကျလေ့ကျင့်ဖွဲ့စည်းထားတဲ့စစ်တပ်ကိုရင်ဆိုင်နိုင်တဲ့လက်နက်ကန်တပ်ဖွဲ့တွေဆိုရင်တိုင်းရင်းသားလက်နက်ကန်တပ်ဖွဲ့တွေသာရှိပါတယ်။သူတို့ကပြည်သူဘက်ကယက်တီလာကြတဲ့အတွက်ပြည်သူတို့ကအားကိုးတာ ဲ့ဒီအဖွဲ့တွေထင်းကျောက်ရနယ်မြေကိုသွားရောက်စစ်ပညာသင်ယူတာအဲ့ဒီအဖွဲ့တွေနဲ့အတူအသက်ပေးပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခြင်းစတဲ့ဖြစ်စဉ်တွေမှာလွန်ခဲ့တဲ့၄နှစ်တွင်ပြည်သူတော်လှန်ရေးရဲ့တရေတဲပေါက်ဖွားလာခဲ့တဲ့ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ယနေ့ချိန်ထိတမိုင်းမှာမကြုံဘူးတဲ့အာနာသိန်းစစ်တပ်ကြာရှုံးနေခြင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့စွမ်းအားနဲ့စွမ်းရည်တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ပြည်သူထောက်ခံမှုပြည်သူအင်အားပို့ပြီးအလေးအမြတ်ပြုရမယ် ပြည်သူတွေရဲ့ပိုင်ဆိုင်သမျှချွေးနှဲစာတွေကိုပါရင်းနှီးထားတဲ့တော်လန်ရေးရံမုံငွေတွေအပေါ်အခြေခံဖြစ်ပေါ်လာတဲ့ပြည်သူတော်လန်ရေးကြောင့်သာအဆိုပါစစ်ရေးအောင်မြင်မှုရလဒ်တွေရရှိလာခြင်းဖြစ်ပါတယ်။အဲ့ဒီတစ်ချိန်မှာတမိုင်းတစ်လျှောက်ပြည်သူကိုနှိပ်စက်တက်ဖြတ်လာခဲ့တဲ့တရေရုပ်တဲ့အာနာသိန်းစစ်ကောင်းဆောင်တွေကိုအမြင့်ဖြတ်ရှင်းလင်းနိုင်တော့မယ်လို့ယုံကြည်မှုတွေပြေဝလာခြင်းလာချိုအညံ့ခံပွဲဖြစ်စဉ်ကတိုင်းသာလက်နက်ကိုင်းအဖွဲ့ခေါင်းဆောင်တွေခံယူထားတဲ့ တော်လန်ရေးရဲ့အတိတ်ပဲကိုအရေးကုန်ခွာချပြသလိုက်ခြင်းလားလို့မိကုံထုတ်ရပါလိမ့်မယ်။အဲ့ဒီပြင် လာရှုအညံ့ခံပွဲကဆယ်စုနှစ်များစွာပြည်တွင်းစစ်သမိုင်းတလျှောက်တွေ့မြင်ခဲ့ရတဲ့စစ်တပ်နဲ့တိုက်ခိုက်လိုက်စစ်ဆက်ဆွေးနွေးလိုက်အပြစ်ရက်လိုက်တန်တရာတပတ်လည်ခြင်းရဲ့အစပါပဲ။ကိုကန့်ကောင်းစွာဖုန်တာရှင်ကသူ့ဖေဖုန်ကြားရှင်ကဲ့သို့ပဲမိသားစု အကျိုးစီးပွားအခြေခံပေါ်တိစောက်ခဲ့တဲ့ MNDA လက်နက်ကိုင်အဖွဲ့အကြီးအကဲတဦးသာဖြစ်ပြီး တစ်တုံညာနှစ်ခွန်စစ်စင်ရေးစတင်ခဲ့တဲ့2023ခုနှစ်အော်တိုဘာလ28ရက်နေ့ထောက်ပြန်ခဲ့တဲ့ရဲရဲတောက်ကြီးညာချက်ကိုခုတ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ဖုန်ကြားရှင်ကဲ့သို့ပဲသူ့ရဲ့မိသားစုအာနာတိဆောက်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်းဆောင်တွေနဲ့အပေးယူလုပ်ခဲ့ပြီးဖြစ်ပါတယ်။ပြည်သူကိုကြောက်ခိုင်းတဲ့အဲ့ဒီလိုအပေးယူမျိုးကိုအာနာသိမ်းစစ်ကောင်းဆောင်မင်းအောင်လှိုင်မျှော်လင့်နေတာမှလည်းလွန်ခဲ့တဲ့၄နှစ်လုံးလုံးဖြစ်ပါတယ်။ကိုကန့်ခေါဆောင်တွေရဲ့ အဲ့ဒီခြေလန်းအတိုင်းရှမ်းမြောက်ကတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေဖြစ်တယ်။တအောင်ကချင်နဲ့အာရခတက်တော်တို့ဆက်ပြီးလှမ်းလေမလား။သို့ဆိုရင်ပြည်သူတွေနဲ့အတူရက်တည်ပြီးဆက်အနာရှင်စနစ်ခြုံငင်းရေးဘယ်အတွက်ကြွေးကြော်ခဲ့တာလဲ။သူတို့ကိုယုံကြည်စွာနဲ့လာရှုမြို့တိုင်းစစ်စင်ရေးအတွက်ပါဝင်ခဲ့တဲ့လူငယ်တော်လှန်ရေးရဲဘော်မြောင်များစွာရဲ့တွေ့တွေက လာရှုမြို့လမ်းမတွေပေါ်စွန့်ထင်းနေစေမှာပဲစစ်ကောင်စီကားတွေရဲ့ထပ်မံဖြတ်ကျိတ်သွားခြင်း ခံခဲ့ရလိမ့်ပြီးတစ္ဆာဖောက်ရလိခြင်းလိုတမလွန်မှနာကျင်စွာခံစားကြရပါလိမ့်မယ်အသက်ပေါင်းများစွာပေးဆက်ခဲ့ရတဲ့လာရှုမြို့သိန်းစစ်စင်ရေးအေပီလာ22ရက်နေ့တနတ်တစ်ချက်ပြစ်ဖောက်ရဖို့မလိုပဲလာရှုမြို့ကိုပြန်လည်သိမ့်ပိုက်ထိန်ချုပ်ဖို့ဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ရင်တန်းတွေကိုမြင်တွေ့ခဲ့ရတဲ့အခိုက်တန့်ကပြည်ရင်းစစ်သမိုင်းမှာ မကြုံဘူးတဲ့နောက်ထပ်ဖြစ်ရတဲ့ခုကိုထပ်မံတွေ့မြင်နေရပြီလို့ဆိုကြင်ပါတယ်2024ခုနှစ် အောက်ဟုတ်လာသုံးရက်နေမှာတလကျော်လောက်ကြားကုတ်ကြခဲမြို့သိမ်းတိုက်ပွဲကြီးဆင်နွယ်ပြီးလာရှုမြို့နယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုကော့ကန် MND တပ်ဖွဲ့ဦးဆောင်တဲ့ပူပေါင်းတပ်တွေကတိမ့်ပိုင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့တဲ့ရင်ပြန့်နှံ့ခဲ့စဉ်ကလည်းမကြုံဘူးတဲ့ပြည်တွင်းစစ်သမိုင်းဖြစ်ရက်တစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီတဲ့ရင်ကြောင့်နိုင်ငံအနှံ့ရှိပြည်သူတွေဝမ်းသာပျော်ရွှင်ခဲ့ကြပြီးအဲ့ဒီတစ်ချိန်တော့ပြင်စစ်အာဏာရှင်စနစ်ကိုအပိတိုင်ဖယ်ရှားနိုင်တော့မယ်လို့ယုံကြည်မှုတွေ ပြေဝါခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကတန်လျက်ပမာတစ်နှစ်ပဲမကြာခဲ့ပါဘူး။ကိုကန့်ခေါင်းဆောင်တွေကပြည်သူတွေရဲ့ယုံကြည်ချက်ကိုရိုက်ချိုးပစ်လိုက်လေပြီ။တော်လန်ရဲ့ရဲဘော်လူငယ်များစွာရဲ့အသက်တွေပိတ်ဆက်ရင်းနှီးရယူခဲ့ရတဲ့လာရှုမြို့သိမ်းတိုက်ပွဲဖြစ်စဉ်ကို ကောင်းစွာသိရှိကြသူတချို့ထံမှအံကျိတ်တန်တဲ့အတူထပ်ပေါ်လာတာကဆုံးရှုံးခဲ့ရတဲ့အသက်အရွယ်တွေမှာယာပေါင်းများစွာဒါမှမဟုတ်ထောင်နဲ့ချီရဲဆိုတဲ့အတန်တွေပဲဖြစ်ပါတယ်။ ဲ့ဒီရေတော်ကိုမြမနှောင်းကလွတ်လပ်တဲ့တီချာအတီးပြူမှု လုံနိုင်ခြင်းမရှိသေးပါဘူး။လာရှုမျိုးတဲ့စစ်စင်ရေးပြီးနောက်ပိုင်းတရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်းစစ်ကူတမှုခံရရလို့တွားရောက်ခဲ့ရမှာတရုတ်အစိုးရရဲ့ထိမ့်သိမ်းခြင်းခံခဲ့ရတယ်လို့သတင်းတွေဖြစ်ပေါ်ခဲ့ပြီးလူမြင့်ကွင်းကလာနေချီပြောက်သွားတဲ့ MND ခေါင်းဆောင်ဖုန်တာရှင်ကလာရှုမျိုးကိုစစ်ကောင်စီလက်ထက်ပြန်လည်ထိုးအပ်ပွဲ မပြုလုပ်မီရှမ်းမြောက်ရဲ့ တစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာကြာဆုံးခဲ့တဲ့တော်လန်ရေးရဲဘော်တွေမြောက်နှံထားတဲ့တင်းချိုင်းကူတွေကိုတွားရောက်ပြီးပန်းခွေချအလေးပြုခန္ဓာတခုကိုလှုပ်ဆောင်ခဲ့ပါတယ်။လာရှိုးကိုစစ်ကောင်စီတပ်တွေလက်ထက်ပြန်လည်ထိုးအပ်ခဲ့တဲ့လောက်ရအတွက် ဖုန်တာရှင်တယောက်အသက်ဘေးတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေရဲ့ဝိညာဉ်တွေကိုတောင်းပန်ပွဲကျင်းပခဲ့လေသလား။ဒါမှမဟုတ်တရုတ်အစိုးရရဲ့ဖိအားတွေအောက်ဒူးထောက်အညံ့ခံလိုက်ရတဲ့သူတို့ရဲ့အဖြစ်ကိုဖုံးကွယ်ဖို့ အဲ့ဒီအခမ်းအနားကိုစီစဉ်အသုံးချခဲ့လေသလားဖုန်တာရွှင်ကိုယ်တိုင်ပဲသိရှိပါလိမ့်မယ်ဘလို့ပဲဖြစ်စေစစ်တပ်ရဲ့အလွန်အင်အားကြီးမာတဲ့အရှိမြောက်တိုင်းစစ်ထာနာချုပ်ကိုတိမ့်ပိုက်နိုင်တဲ့အထိစွမ်းဆောင်နိုင်ခဲ့ပြီးကိုကန့်တမိုင်မှာကြီးမြတ်တဲ့အဲ့ဒီအောင်ပွဲကြီးကိုရယူနိုင်ခဲ့တဲ့ကိုကန့်တပ်ဖွဲ့အကြီးအကဲတဦးရဲ့ရန်သူရှိမှဂုံတိတ်ခါမဲ့စွာဒူးထောက်ခဲ့ရတဲ့ဖြစ်ရပဲဖြစ်ပါတယ်အဲ့အတွက်မိသို့သောချိုးချောင်းပြစင်ကြယ်တွေနဲ့ဖုံးကွယ်နိုင်စွာမရှိပါဘူး နောက်နောက်တော်လန်ရေးဟူတဲ့ဟောဟာရရဲ့ဂုံတရီကကိုကန့်ခေါင်းဆောင်နဲ့ထိုက်တန်ခြင်းမရှိနိုင်တော့ပါဘူးပြည်သူတစ်ရက်လုံးရဲ့ယုံကြည်မှုဆိုတာကနှစ်ကြိမ်နှစ်ခါရနိုင်ကောင်းသောအရာမဟုတ်ပါဘူးညီနောင်မမိတ်နှဖွဲ့ရဲ့ရက်တီချက်ပေါ်စိန်ခေါ်လာတဲ့လာရှုအညံ့ခံပွဲကိုကန့်တက်တွေရဲ့လာရှုအညံ့ခံပွဲကြောင့်ຫນွေဦးတော်လန်ရေးရဲ့စိတ်ဝိညာဉ်တစ်ခုလုံးညှိုးနှွမ်းစေခဲ့ခြင်းကဖုံးကွယ်စရာမလိုတဲ့အမှန်တရားဖြစ်လာပါတယ်တချို့ကကိုကန့်ခေါင်းဆောင်တွေရဲ့ နွေဦးတော်လန်ရီကိုဘလို့ကူညီပံ့ပိုးပေးခဲ့ကြကြအောင် ခုခံချစ်ပါနိုင်ပါတယ်။ဒါပေမဲ့လာရှုအညံ့ခံမွဲကအကြောင်းပြချက်တွေပေးဖို့မလိုအပ်တဲ့ရှင်းလင်းလာတဲ့ဖြစ်စဉ်တစ်ခုပါပဲ။တနည်းအားဖြင့်ဆန္နာရှင်တွေနဲ့အတူရှင်ထွန်းနေတိုင်းမယ်ဆိုတဲ့ကိုကန့်ခေါဆောင်တွေရဲ့ဆုံးဖြတ်ချက်ကိုလူသိထင်ရှားကြီးညာလိုက်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာတစ်တုံညာနှစ်ခုဆစ်စင်ရေးကိုကိုကန့်တက်တွေနဲ့အတူညီနောင်မဟာမိတ်တွေအဖြစ်လက်တွဲဆင်နွှဲခဲ့ကြတယ်။တောင်းတက်ဖွဲ့နဲ့ အာရခတက်တော်တို့ကလာချူဖြစ်စဉ်ပေါ်သဘောထားထုတ်ပြန်ချက်တွေအခုဆောင်းပါရေးသားချိန်ထိမပြုတ်လို့ပဲတိတ်ဆိတ်နေတာကိုလိလာတွေ့ရှိရပါတယ်။တဖွဲ့နဲ့တဖွဲ့ကြားအပြန့်လန်းပြညာချက်ထုတ်ထောက်ခံအားပေးတတ်ကြတဲ့အဆိုပါညီနောင်မဟာမိတ်အဖွဲ့တွေရဲ့နှုတ်ဆက်နေမှုက သူတို့ရဲ့ပြည်သူပေါ်စစ်မှန်ယူသားမှုတွေကို အစစ်စစ်ခံနေရပြီဆိုတဲ့အချက်ကိုသတိပြုမိဖို့လိုအပ်ပါတယ်။ကိုကကိုကန့်အလှည့်ပြီးရင်တောင်းတဖွဲ့အလှည့်လာတော့မယ်ဆိုတာကို ပြည်သူတွေ သိရှိနေကြပြီဖြစ်ပါတယ်တရုတ်ဆိုရရဲ့ဥဆောင်မှုအောက်မှာစစ်တပ်နဲ့ဆစ်ဆက်ဆွေးနွေးပါမလို့လူသိရှင်ရာ ထုတ်ပြန်ပြောဆိုခဲ့တဲ့တောင်အောင်ခေါဆောင်တွေရဲ့ခြေလှမ်းတွေကိုပြည်သူတွေကအနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်ထို့သူစစ်တပ်နဲ့ဆစ်ဆက်ဆွေးနွေးညှိနှိုင်းပါမလို့တရုတ်ဆိုရအလို့ကြောင့်ကြေညာချက်ထုတ်ပြန်ထားတဲ့အာရခတတ်တော်ဟာရခိုင်ပြည်နယ်ရဲ့ထူးခြားတဲ့နေမီတီနီယာအရာတရုတ်ဖီယာကိုကြံနှစ်ဖွဲ့လောက်မရင်ဆိုင်ရပါမယ်ပြည်နယ်တစ်ခုလုံး ဆရာနာရှင် စနစ်အောက်မှာလွမြောက်ရေးကြိုးပမ်းသွားမယ်လို့သူတို့ရဲ့ကြွေးကြော်တဲ့အတိုင်းလှုပ်ဆောင်နိုင်မှာလားစောင့်ကြည့်ရပါလိမ့်မယ်ပြည်သူတော်လှန်ရေးအရှိန်အဟုန်ကိုဖြိုခွဲချေမုံမဲ့တရုတ်စစ်ဘက်မှုကို ဟန်တားဖို့လိုအပ်အခုခါပြည်သူတွေကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဆရာနာရှင်စနစ်ခြုံငင်းရေးပြည်သူတော်လှန်ရေးအရှိန်အဟုန်ကို ဖြိုခွဲချေမုံဖို့တရုတ်အစိုးရရဲ့ကြိုးပမ်းမှုတွေကိုမြေပြင်မှာတိကျစွာတွေ့မြင်လာရပြီဖြစ်ပါတယ်လာရှုမျိုးကို စစ်ကောင်စီလက်ထက်ပြန်လည်ရောက်ရှိဖို့တရုတ်ဆိုရရဲ့ကြိုးပမ်းမှုလက်တွေ့ဖြစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီအတွက်တရုတ်ဆိုရခေါင်းဆောင်တွေကယုံကြည်မှုမြင်မာလာပြီးတခြားသောတရုတ်နယ်စပ်အခြေစိုက်လက်နက်ကိုင်အဖွဲ့တွေကိုအလားတူဖိအားပေးမှုတွေအဆများစွာတိုးပြီးလှုပ်ဆောင်လာပါလိမ့်မယ်။တရုတ်ဆိုရရဲ့စစ်ကောင်စီဘက်မှရပ်တည်ကူညီနေတဲ့လောက်ရက်ကစစ်အာဏာရှင်စနစ်အထွန်ရှည်ဖို့ကူညီနေခြင်းဖြစ်ပြီးမြန်မာပြည်သူတွေရဲ့စံနှုန်းနဲ့ဖြစ်မြောင်ကြီးဆန့်ကျင်လျက်ရှိပါတယ်။ တရုတ်နိုင်ငံနဲ့ရှမ်းမြောက်မှာတည်ငြိမ်အေဂျင်ကြီးခေါင်းစဉ်နဲ့တရုတ်ဆိုရရဲ့စစ်ဖက်မှုများမှာမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့ပြည်တွင်းရေးကိုတစတစပြင်းပြောင်းတင်းတင်းဆွတ်ဖက်လာခြင်းဖြစ်ကြောင်းလာရှုမျိုးလမ်းမပေါ်မှာတရုတ်အလံကတ်ထားပြီးအပြစ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့တွေကိုအပြစ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကားရန်တွေလှည့်ပတ်သွားလာနေခြင်းကတသက်ပဲဖြစ်ပါတယ်တရုတ်စစ်ဖက်မှုကိုစန့်ကျင်တားဆီးနိုင်ဒီမှာတိုင်းရင်းသားနဲ့ပြည်မတော်လှန်ရေးအဖွဲ့အစည်းတွေကြားညညွတ်စွာ ရက်တီဘီလက်ငင်းအကျိုးစီးပွားထက်ရေရှည်တော်လှန်ရေးမြောင်းမှန်းချက်ကိုဥတီရင်ဆိုင်နိုင်ရေးကအဓိကကြပါတယ်။ကိုကန့်ကောင်းဆောင်တွေကအဆိုပါညညရေးကိုကြော်ခန့်ခဲ့ပြီးသူတို့တစ်ဖွဲ့ရဲ့လက်ငင်းအကျိုးစီးပွားနဲ့ကောင်းစားရေးကိုရှေ့ရှုခဲ့တာပဲဖြစ်ပါတယ်။ကိုကန့်ကောင်းဆောင်တွေခြေလန်းတိုင်းတခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလိုက်ပါမှဆိုရင်ဆက်နာရှင်စနစ်ချုပ်ငင်းရေးပြည်သူတော်လှန်ရေးအတွက်ကြီးစွာသောအနောက်ရှက်အနေကြီးကြောက်ရောက်လာပြီလို့ သတိပေးသုံးသပ်တင်ပြလိုက်ပါတယ်နောက်တစ်ပတ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းဆောင်မတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ